ားလုံးပဲမင်္ဂလာပါဗျာ Respond ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တယ်တယ်လီဂရက်ကဖော်ပြရတဲ့သတင်းတွေအရတော့ Fenerbahce အသင်းကြီးပြဂျူဆေးမော်ရီညိုဟာ Manchester United ရဲ့တောင်ပံကစားသမား Jadon Sancho ကိုခေါ်ယူနေခြင်းကြောင့်ကြားသိရပါတယ် ဒါပေမဲ့အပိသက်ခေါ်ယူတာလားအငါပဲဖြစ်မလားဆိုတာကိုတော့ကလပ်နှစ်သင်းအကြံဆွေးနွေးမှုတွေပေါ်မှာမူတည်ပြီးမှဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အီတလီကလပ်ဂျူဗင်တက်အသင်းမှလည်းဂျေရန်ဆန်ချိုကိုစိတ်ဝင်စားလျက်ရှိနေပြီးယခုရက်ပိုင်းအတွင်းမှာပဲမန်ချက်စတာယူနိုက်တက်နဲ့စတင်ဆွေးနွေးသွားနိုင်ကြောင်း Sky Sport မှာဖော်ပြထားပါတယ်။နာပိုလီအသင်းကလည်းဂျေရန်ဆန်ချိုကိုခေါ်ယူနိုင်ရန်နှိစက်ခဲ့ပြီးကစားသမားရဲ့လောက်ခလာသာမြင့်မားနေမှုကြောင့်အပိသက်နိုင်ခြင်းမရှိခဲ့တာပါ။ United တို့ဘက်ကတော့ကစားသမားရဲ့လောက်ခလာတာမြင်မှမှုနဲ့စာချုပ်သက်သက်ကုံရံတနစ်တာကြံတော့တာကြောင့်မဖြစ်မနေရောင်းချဖို့ကြိုးစားနေတာဖြစ်ပါတယ်။ Spain Club Barcelona အသင်းဟာ Marcus Rashford ကိုအငှားပြန်ခေါ်ယူခြင်းတည်တော့လေ Manchester United ဘက်ကတော့ပေါင်တန်း40ပြည့်အပြီးသက်ရောင်းချလိုကြောင်းသိရပါတယ်။ Rashford ကိုယ်တိုင်က Barcelona မှာကစားချင်နေပေမဲ့ United တို့ကတော့အပြီးသက်ဝယ်ယူနိုင်မယ့် club အသင်းကိုပဲဦးစားပေးရန်ရှိနေပါတယ်။ United တို့ရဲ့တိုက်စစ်ကစားသမား Alejandro Garnacho ရဲ့ ြောင်းရွှေ့နဲ့ပတ်သက်တဲ့ကောလာဟာလာတွေလည်းဒီအပိုင်းအတွင်းများစွာထွက်ပေါ်ခဲ့ပါတယ်။ချက်စီးတင်းဟာဂါနာချိုကိုစိတ်ဝင်စားနေပြီး United ကလည်းအန်ကွန်ကူကိုစိတ်ဝင်စားနေတာကြောင့်ကစားသမားချင်းလဲလှယ်မှုပါဝင်တဲ့အပြောင်းရွှေ့ဖြစ်နိုင်ကြောင်းသတင်းတွေကခန့်မှန်းရေးသားလျက်ရှိပါတယ်။တစ်ဖက်မှာတော့ချက်စီးတင်းဟာဂျေမီကစ်တန်ကိုခေါ်ယူနိုင်ရန်နှိစက်နေပြီး Lyron တင်းရဲ့တိုက်စစ်ကစားသမား Macle Fofana ကိုလည်းစိတ်ဝင်စားလျက်ရှိတာကြောင့်ဂါနာချိုနဲ့အပြောင်းရွှေ့ကအခုချိန်ထိတော့ဖြစ်လာနိုင်ချေနည်းနေသေးရလို့ပဲဆိုရမှာပါ။ ကာနာချိုကအသင်းပေါ်ရက်ရှ်ဖို့ရဲ့ကြောရမတ်ပါတယ်။အက်စတွန်ဗီလာအင်ဂျီဝင်ပြီး Instagram မှာ post တင်ခဲ့တာကြောင့်ထင်မြင်ချက်မျိုးစုံနဲ့ထွက်ပေါ်ခဲ့ပါသေးတယ်။ကာနာချိုကို Napoli, Juventus, AC Milan နဲ့ Atletico Madrid အသင်းတို့ကစိတ်ဝင်စားလျက်ရှိနေပြီး United ဘက်ကတော့ကစားသမားအတွက် Starlin ပေါင်းတန်း80ခန့်အလိုရှိနေကြောင်းကြားသိရပါတယ်။တိုက်စစ်မှု Rashford, Wilson နဲ့ကိုသမား Andre Onana တို့ကို United ဘက်ကရောင်းချခြင်းပင်မဲ့ ကစားသမားတွေဘက်ကတော့အသင်းဘာသာဆက်ကစားရင်ဆန္ဒရှိနေကြောင်းသိရပါတယ်။ Manchester United ဟာ Brentford အသင်းရဲ့တိုက်စစ်ကစားသမား Brian Aubameyang အတွက်ပေါင်တန်း60ကျော်တန်ဖိုးရှိတဲ့ကမ်းလှမ်းချက်အသစ်တစ်ခုကိုပေးဖို့ခဲ့ပြီးလက်ရှိမှာကလပ်နဲ့တင်းအကြဆွေးနွေးမှုတွေပြုလုပ်လျက် Aubameyang ကိုခေါ်ယူရနှိစက်လာပြီဖြစ်ကြောင်းသိရပါတယ်။ United တို့ရဲ့ကွင်းလေကစားသမား Mason Mount ကတော့ယခုပြောင်းရွှေ့ရာသီမှာအသင်းပြောင်းမှာမဟုတ်ဘဲ United မှာပဲဆက်လက်ရှိနေမယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ United တို့အနေနဲ့ Whiteland နဲ့စစ်စည်းတို့ရှိပြီးဖြစ်ပေမဲ့ကိုရီပုံမရရှိအောင်ဆွမ်းဆောင်နိုင်မဲ့တိုက်စစ်မှုလည်းတမန်ရှာဖွေလျက်ရှိပါတယ်။ United တို့နဲ့အဓိကသတင်းတွေထွက်ပေါ်လျက်ရှိတဲ့တိုက်စစ်မှုတွေကတော့ Victor Osimhen, Victor Gyokeres, Hugo Akitiki တို့ဖြစ်ပြီး Jean Philippe Martita, Jonathan David တို့နဲ့ပါသတင်းတွေထွက်ပေါ်လျက်ရှိနေတာပါ။ဒီတိုက်စစ်မှုတွေရဲ့လက်ရှိကလပ်အသင်းတွေသတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးတွေကတော့ Osimhen Rio 85တန်း, Gyokeres Rio 85မှ Rio 100ကြာ ဟျူဂိုအက်ကီတီကီရူအိုတန်တရာမာတီတာရူအိုတန်40နဲ့ဂျွန်ဒတန်ဒေးဗစ်ပြောင်းရွှေ့ခြင်းအလွတ်တော်ပဲဖြစ်ပါတယ်ယူနိုက်တက်တို့အနေနဲ့စိတ်ကြိုက်တိုက်စင်မှုမရခဲ့ပါကဝိုင်လန်ဂျီဂျီကွန်ညာအမ်ဘိုမိုတို့နဲ့တိုက်စစ်ပုံစံပြောင်းလဲသုံးဆွဲနိုင်ကြလဲရှိနေပါတယ်ယူနိုက်တက်နဲ့တည်နေထွက်နေတဲ့အက်စတွန်ဗီလာကိုသမားအမ်လီယာနိုမာတီနက်စ်ကတော့ sorry ကလပ်ဒီစီမှာသွားခြင်းပဲနဲ့ယူနိုက်တက်ဒါမှမဟုတ်ဥရောပအသင်းကြီးတွေစီပဲပြောင်းရွှေ့နေခြင်းကြောင့်သိရပါတယ် ယူနိုက်တက်ဘက်ကတော့လက်ရှိကိုသမအိုနာနာကိုရောင်းထုတ်နိုင်မှသာမာတီနက်ကိုဝယ်ယူရန်ရှိတာမလို့ဒီအပြောင်းရွှေ့ကလည်းလက်ရှိအချိန်ထိတော့ဖြစ်လာဖို့ခက်ခဲသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ယူနိုက်တက်ပြိတက်ညီကိုတွေရောဒီပြောင်းရွှေ့တည်နေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြသလဲဆိုတာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။စိတ်ဝင်စားဖွယ်တည်နေတွေကိုအမြဲတက်ဆက်ပေးနေမှာမို့ like and subscribe လေးလှုပ်သွားပေးကြပါအောင်ဗျာ။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။